သစ္စာနီဤညောင်ညိုရိပ်ဝဲနှင့်တယုံမှန်ဝိထုတို့များစာအုပ်မှအကျော်သေးရှင်းနေတင်ပြုနေကြဝတ္တရားတိုင်းမင်တော်များတစ်သည်ရုံးတက်ရန်ကားဆောင်လျက်ရှိသည်ကျင်ဆွဲခြင်းငယ်ကိုလက်မှဆွဲလျက်တော်များတစ်ကားရက်ဆောင်နေပုံမှာခက်ခက်ခန့်မြင်ဖြစ်သည်သူကိုမြင်ရသူတိုင်းကရုံးတယုံမှဈေးမှကြီးဟုတိကျမည်ဆိုသောပုံစံမျိုးနှင့်ဖြစ်၏ သူ့ချိန်ဆွဲခြင်းထဲတွင်ခက်ကြဲကြဲဖျော့ထားသည့်ကော်ဖီတစ်ခွက်ထည့်ထားသောဓာတ်ပူးနှင့်လမ်းဘေးတွင်တစ်ချက်ပေးဝယ်ရင်ရသောလာကျော်တိုင်းမဂဇင်းစာအုပ်တအုပ်ကိုလည်းတွေ့ရလိမ့်ရှိ၏။တန်90ကျော်အရွယ်အသားဖြူဖြူပိမ့်ပိမ့်တက်တယ်နှင့်တော်များသည့်သည်ရင်ကိုမကော့ယုံတမဲခါးကိုစက်မှတ်ခါရက်နေတော်လဲစည်ရေးလုတ်သက်နှင့်ရှေကြာသူတို့၌ရှိတတ်မြဲဖြစ်သော မျက်နှာတွေမျိုးရှိသူဖြစ်၏လောကကိုဖိုင်လွဲကြတဲ့ညှက်ထားသောစင်းအင်းများတပွဲကြည်တတ်သည့်သူမျက်လုံးများကိုမူကော်ကိုင်းမျက်မှန်အနက်တလက်ဖြင့်ဖုံးအုပ်ထားသည်အတောင်ပံဖြန့်ထားသောလက်ပြတကောင်ဤပုံနှင့်တူသည့်မျက်မှန်အနက်ကလေးမှာလေးချွန်သော သူမျက်နှာနှင့်မလိုက်ဖက်ဟုပြောလျက်သူစိတ်ဆိုးတတ်သည်သူပခုံးပေါ်တွင် အမွေးတုံးကတချို့နေရာများတွင် ကွက်နေသော သင်္ကရိပါကြက်သွေးရောင်တစ်ထည်ကိုလွှမ်းတင်ထား၏။လေပင်တွင် အနီးရောင်ချီတစ်ပတ်တစ်ထည်ကို ပတ်ထားသည်။သူတို့ရုံးရှိလူတိုင်းလူလူကတော်များသည့်ဖက်ရှင်ဟုပြောလိုက်လျက်ဤသို့ဟုတည်ကြ၏။တော်များသည့်သည်ရန်ကုန်မြို့ရှိယုံကြည်တယုံမှ BC ခေါ်ဌာနကွယ်စည်ရေးကြီးအဆင့်ရှိသူတို့ဖြစ်၏။သူကိုယ်တိုင်ကမူသူရုံးအော်ဟုပြောလေရှိ၏။တော်များသည့်သည်မြို့သည်နေသူ့လိုဘဝတူရုံးဝင်တန်းများစု၍ ငားရန်ထသောတီးတန့်ဘတ်စကားကိုလာပေးစီသူဖြစ်၏တို့တို့စီးသည်ဖြင့်လူတိုင်းထိုင်စရာနေရာရကြကကားပေါ်သို့တိုးဝှေ့တက်ရသောဒုက္ခလည်းကင်းဝေးလေသည်ဒီသွားပေါ်များမှလည်းနေ့စဉ်တွေ့နေရသည်ဖြင့်တယောက်နှင့်တယောက်ခင်မင်းရင်းနှင်းမှုရနေကြသည်အားလုံးမှာစည်ရေးဝန်ထမ်းများသာဖြစ်သည်ဖြင့်တော်များသည့်အနေနှင့်ပေါင်းတင်ဆက်ဆက်ရသည်မှာလူဤတန်းသည်ဟုအမြဲထင်မြင်ခံစားနေရ၏သူတို့နှင့်ကိုဝယ်မဝတ်နိုင်သော အင်ဒိုနီးရှားပါတဲ့အကြောင်းမငိမ့်သက်သောကမ္ဘာနိုင်ငံငယ်တစ်ခုအကြောင်းသူကွန်ဖင်ကျောင်းတက်ဖြစ်သည့်အကြောင်းလူကြိုက်များနေသည့်ခေတ်ပေါ်အခြေဝိတုတပုတ်အကြောင်းတခါတည်းရန်မြန်မာဝိတုမဟုတ်ဘဲဘာဘရာကတ်တန်နစ်ဒန်နီရိုဗင်တို့၏ဝိတုများအကြောင်းဖြစ်၏သာသနာရေးတာတစ်ခုမှတရားထိုင်ခဲ့တဲ့ငါအတွေ့အကြုံများအကြောင်းအဲလစ်ဘတ်တေလာ၏ရှစ်ကြိမ်မြောက်လက်ထပ်ပွဲအကြောင်းနတ်ရေကံမှထုတ်လိုက်သည့် ဆောင်းလင်းခရင်ရှော့စေးအကြောင်းထွေရလေးပါပြောနိုင်သည်။ကာရဆောင်နေတဲ့အကျော်ပေါ်မှညော့နဲ့လွင့်လာတဲ့ဖြင့်တော်များတစ်သည် လက်ကင်ပေါ်ဝါဖြူဖြူကိုထုတ်ကာလက်ကင်ပေါ်ဝါဖြူဖြူကိုထုတ်ကာနှာခေါင်းကိုပိတ်ထားမိလေသည်။တော်များတစ်ကာရဆောင်နေသောလမ်းဆောင်တောက်အနီးတွင်အကြော်တဲတဲရှိသည်တော်များတစ်သည်ကာရဆောင်ရင်ပြင်းပြင်းရှိလျက်အကြော်တဲကိုတစေတစောင်းအကက်ကက်ကြည့်နေတတ်၏ ရေကြီးပေါ်တွင်ဝလုံးဆိုင်ကတက်ကဲမိုးထားသောအကြော့ထဲမှာမိုင်းခိုးရို့ကြောင့်မဲနက်နေပြီးသို့တော်သူတို့လုပ်ငန်းသည်အတော်တွင်ကျန်ဟန်ရှိသည်မြေပေါ်တွင်တူးထသောတွင်ကြီးနှစ်တွင်းကိုမိဖို့ပြုကကြီးမားသောတန်တဲကြီးနှလုံးနှင့်မရမနာကြောနေရ၏မနက်သူယုံသွားချိန်ဆိုလျင် တောင်ကြီးတောင်းငယ်ဘန်းကြီးဘန်းငယ်တို့ဖြင့်ဖောက်တယ်လာယူနေသူများရှုပ်ထွေးစီကားလျက်ရှိသည်လက်လီလက်ကားရောင်းသောစိုက်မင်းဖြစ်ကား ဘူတီကျော်ငှက်ပြောကျော်ပဲကျော် မုံကျို့တို့စသည်ဖြင့်အကျော်နဲ့အတော်ပင်စုံလင်လာသည်ဤကျော်များကိုအမြဲလိုလိုတွေ့နေရတော်လဲတော်များတစ်တီတခါမှဝယ်မစားဘူးကြည်သူ့လိုပညာတတ်ဌာနကွယ်စီမှကြီးအနေဖြင့်လမ်းဘေးတွင် အကျော်ဝယ်စားသည်မှာတိတ်ခါကြရရဟုထင်သည် နောက်တစ်ချက်မှာသူ့ကိုနိုင်ကမုံဘဲသေးတာဝယ်စားနိုင်လောက်အောင်အဖို့သုံးပိုက်ဆက်မထားနိုင်သောကြောင့်လည်းဖြစ်သည် သူ့လက်ဆွဲချင်းလေးတဲတွင်တထောင်နီးပါးခန့်ရှိသောပိုက်ဆံအိတ်ဟောင်းကြီးတစ်ခုထောင်ထည့်ထားသည့်ကိုလူတိုင်းမြင်မှုကြသောလေထိုးပိုက်ဆံအိတ်ကြီးဖွင့်သည့်ကိုမူတယောက်မှမမြင်ဘူးကြသည်တော်များတက်လာသာသည့်400ကျော်သည်ဆိုတော့လေငွေဖြတ်စုငွေဖြတ်အသက်အမခန့်ကြီးဖြတ်တာမှုနာမှုထဲငွေနှုတ်နဲ့300တတလေးသာလက်ထဲရောက်သည်အရာတွေလဲနေတော့ခင်ပွန်းလုံးသူဤပင်စင်လာတာကလည်းမဖြစ်ဆက်လား သူတို့ရင်သွင်း၅ယောက်လုံးမှာကြောက်တက်နေကြသေးကြဖြစ်၏တက္ကသိုလ်မှာတင်နေသူက၂ယောက်ရှိသည်ဒီတော့တလနဲ့တလစားတောက်နေထိုင်၏အစဉ်ပြေအလျင်မီအောင်တို့များတစ်မနေကြံဆောင်ဖန်တီးနေရလေသည်သို့တော့ဒီနေ့မှာတော့တို့များတစ်သည်အကြော်တစ်ခုဝယ်စားခဲ့လေသည်ထိုနေ့ကယုံကားနောက်ကျမည်ဆိုတဲ့ပြင်ကတုတ်ခရုတ်ထွက်လာခဲ့ရရာအင်းတွင်သမီးကြီးကြော်ပေးသောသမင်းကြော်ကိုအချိန်မရပြီမစားခဲ့ရကာယဆောင်နေရင်ဘိုက်သေးက မခံမရနိုင်အောင်စားလောင်းလာသည်ထို့ကြောင့်ကြော်ဆိုင်ကဘူဒီကြော်တစ်ခုဝယ်စားခဲ့ခြင်းဖြစ်၏စားမိသောအခါသူကြိုက်သွားသည်ဘူဒီနတ်သည် မုံနှင့်စပ်ပုံကောင်းသည်တန်ရှင်ကမုံနှင့်ထဲတွင်ရှိကြည့်ပါသည်ဟုပြော၏စီတန်းသည်ဝက်စီအမဲသည်ရောထားပုံမရတနေ့ထမင်းကြိုက်မမိသောအခါတော်များတစ်သည်ဘူဒီကြော်သုံးခုဝယ်ကဂျုံးကိုစက်ကုနှင့်ထုတ်ယူသွားမိသည်သို့တော်ရုံရောက်သောအခါသို့တော် ရုံးရောက်တော့အခါတော်များတင်မစားရကြသူတို့ဌာနကကောင်မလေးများကသူတီမှာအတင်းလူဝယ်တာစားကြ၏။တော်များတဲ့ဝဲလာတာကတခုကိုပြားလေးတဲ့ပြန်ရောင်းတော့ပြား၅၀ရသည်။သူနေ့ကတော်များတဲ့ပြား၃၀မြတ်၏။ယုံသူယုံသားများသူတီမှာနည်းနည်းစောစောအင်္ဂါအထွက်တဲ့ထမင်းစားကြသူများဖြစ်ရာနေ့လယ်နေခင်းတွင်စားတတ်သည်။တချို့ကြတော့လည်းအပြင်းပြေတခုခုစားကြင်ကြသည်။ကတတ်ကြသည်။ နောက်နေ့တွင်ဒေါ်မြတ်တစ်တီဘူးတိကျော်၁၀ခုစမ်းဝယ်သွား၏ကုန်သည်ထိုနေ့ကတကြက်မြတ်သည် နောက်နေ့တွင်ဘူးတိကျော်သားမက တခြားကျော်များကိုပါဆက်၍အခုစိတ်လောက်ဝယ်သွားသည်ကုန်မြန်သည်နောက်နေ့နောက်နေ့များတွင်ဒေါ်မြတ်တစ်တီအကျော်ဆုံးကိုတိုး၍တိုး၍ဝယ်သွား၏သူဌာနသားမကအခြားဌာနများကပါဒေါ်မြတ်တစ်ထံမှအကျော်ရသည်ဆို၍လားဝယ်စားကြ၏တချို့ကတမင်အားပေးသည့်သဘောဝယ်စား၏ယခုကဒေါ်မြတ်တစ်တီတနေ့တွင် အကျော်တရာကုန်နေသည်ဒေါ်မြတ်သည့်အလုံးလုံးသည့်သဝဲကုန်မော်တွင် တင်ထားသောပလတ်စတစ်ချင်းကြီးတစ်လုံးကို တွေ့ရလိမ့်မည်ထိုချင်းထဲတွင်အကျော်များရှိ၏မမသည့်ဘူတိကျော်ရောက်မအောင်ဆိုလျင်ဒေါ်မြတ်သည့်ခနန်းကိုပေါင်းနေရာမှရက်၍ထရောက်သည်ဝဲသူမှထဲ့စရာပါမလားသဖြင့်သူ့တိုင်းမဂဇင်းကိုဖျဲကထုတ်ပေးလိုက်ရသည်ပြီးလျင်တပတ်နီနီကိုလက်ဘဲတွင် ပြန်ပြင်ပတ်လိုက်ကနှာခေါင်းပေါ်ရှော့ကျနေသောမျက်မှန်ကိုပင့်တင်လိုက်တဲ့မှာပင်မာတစ်ဘဲကျော်တစ်ခုလောက်ဒေါ်မြတ်တစ်တီဖောင်တိန်ကိုချကထမ်းရမှထားလိုက်ပြန်သည်ဒီမှာကအာလုံးကောင်းကောင်းစားသိခြင်းနဲ့စေတနာနဲ့အခုလိုဒုက္ခခံပြီးယူရောက်ပင်နေတာရှင်ကြော်လေးတွေကိုလည်းစားကြည့်အောင်ကြွရနေရတယ်ဇာမုံထဲမှာချွေကြီးရောထားတာရှင်ပြီးတော့ဝက်စီမတုံးမဲ့ပဲတိစစ်စစ်နဲ့ကြော်ထားတာလူမျိုးမျိုးစားနိုင်တယ် ညီမလင်းမြောင်းမှမူဂျားတဲ့ကငရဲအကြီးမခန့်နိုင်ဘူးရှင်သူအကျော်အချောင်းကိုဗရမ ्या တလုံးကိုရောင်းနေတယ်လို့တော်များတစ်သည်နှုတ်ခမ်းပပစကားသွတ်သွတ်နဲ့ပိုက်ပိုက်နိုင်နိုင်ပြောတတ်သည်ထို့ကြောင့်တော်များတစ်အကျော်ကိုယုံတွင် လူမျိုးမရွေးဘာသာမရွေးဝယ်ယူစားသုံးကြသည်နာမည်ကြီးလာသောတော်များတစ်အကျော်ကိုယုံတတချောင်းချီရေးဆိုင်မှပင်မှယူရသည်တော်များတစ်က သူကိုယ်တိုင်ရောင်းဝယ်နေသောအကျော်များကိုမူ တတချောင်းကြီးဆိုင်တို့မရောက်နိုင်ဟုဆိုသည် သူဝယ်မရောက်သော မုံကြိုသွန်များကိုမူတွင်းသည် မုံကြိုသွန်တစ်ခုကိုပြား40ကျူရ၍တတဆိုင်ကို45ပြားနှင့်ပြန်သွင်းရသည်တတဆိုင်ကငမ်းမှုနှင့်ပြန်ရောင်း၏တတဆိုင်ကိုတစ်နှစ်အခုတရသွင်းရသည်ဒီအလုတ်ကတော့လက်လွဲကလေးနှင့်မြတ်သောအလုတ်ဖြစ်သည်တခါတရံသူယူထားသော မုံများမကုန်လျင်ဒေါ်များသည့်အနီးအနားရှိအခြားယုံများသို့ အကျော်ထည့်သောပလတ်စတစ်ချင်းကိုဆွဲကား ကုတန်ရောင်းဝယ်တဲ့ဤလိမ့်လည်နေခြင်းတချို့၌လက်တစ်ဖက်တွင်ပလတ်စတစ်ချင်းကိုဆွဲကမျက်နှာချင်းဆိုင်ရှိရုံးတို့အကျော်ရောင်းသွားရန်လမ်းဖြတ်ကူနေသောဒေါ်များတစ်ကိုတွေ့ရတဲ့ဤသူရှိတဲ့တဲ့မီးပွိုင်းသည်နီးနေသည်စီဘူးအိုးသည်ပေါက်ပွက်စုလျက်ရှိ၏နေစဉ်ပင်အကျော်တဲကိုစောစောရောက်ကဖောက်တဲ့ယူနေသောဒေါ်များတစ်ကိုတွေ့ရတဲ့သည်ယခုကတော်များသည့်အရက်သေးတွင်လေရောင်းရဖောက်တဲ့လာယူကြသော အခြားခေါင်းရွက်ဈေးဆက်များနှင့်လည်းမြန်မာတမ်းမီယုံမကတည်ကျွမ်းခင်မင်၍နေလီပြီးသို့တော်သူတို့နှင့်ဝိပဿနာအကြောင်းကမ္ဘာနိုင်ငံ၏အခင်တစ်ခုကြောင်းကွန်ဗင်ကြောင်းအကြောင်းအင်ဒိုနီးရှားပါတီအကြောင်းခေပေါ်အခြေဝတ္ထုတပုတ်အကြောင်းကိုတော့ပြော၍မဖြစ်ပေ သူတို့လည်းဒန်နစ် ရိုဘင်ကိုလည်းကြားဖူးဟန်မရှိဆောင်းလင်းခရင်ကိုလည်းသုံးဖူးဟန်မရှိ သူတို့ပြောလေးရှိသောစကားများမှဇီးရခံအကြောင်းမင်းကယူသွားသည့်အကြော်များမကုန်သည့်အကြောင်း ပိုက်ဆံတမတ်ပေးကြရသည့်တယ်လီဗေးရှင်းရုပ်ရှင်တဲ့တွင်ကောလိဂျင်နေဝင်အမူအရာကောင်းကြောင်းမနေ့ကယောက်ျားလှုပ်သူအရက်ဖိုးတောင်းတာမပေးနိုင်တဲ့ဖြင့်ဖနှောင်းနဲ့အပေါက်ခံရသည့်အကြောင်းသူတို့နားကဖျားပွဲတွင်ရွှေမန်းဆက်ဝင်းလင်းရဲ့ထမိန်ပေါင်းကကြီးမြင့်အကြောင်းများသာဖြစ်၏သို့တော်သူတို့ကို တော်များတက်ခင်မင်ပါသည်ဘဲကြောင့်ဆိုသောသူတို့သည်ယုံလုံးတစ်ဖက်နှင့်ဖြစ်သောတော်များတက်ကိုအကျော်ယူရ၌အမြဲတမ်းဦးစားပေးလေရှိသောကြောင့်ဖြစ်၏ ဒေါ်မြတ်တိယူအားတိမှာခောက်ပြန်ပေးစနစ်ဖြစ်၏ဒီနေ့ယူသွားသောအကြော်တို့ကိုရောင်းပြီးနောက်နေ့မှပေးရ၏အရင်စိုက်ကြရမလို့ပဲကြားထဲမှအမျက်ကိုသူစားနေရသည်မမတစ်တို့များရုတ်တက်တဲမှန်မလားကားစီးပေါ်များက ပြောကြ၏ရုံတက်မှန်ရပေမည်ရုံမတက်၍အကြော်မရောင်းရလျင်ဒေါ်မြတ်တိအတွက်တစ်နှစ်15ကျပ်နင်းလာ၏အကြော်ဆုံးတရားက10မြတ်၍တတတန်ကိုပြန်သွင်းရသောမုံကျုံတုံးက9ကျပ်မြတ်သည် ဒီအလုတ်ကလေးတစ်ခုကြောင့်သာသူ့မှာအသက်ရှူရနည်းနည်းခြောက်ချိလာသည်ဒေါ်မြတ်အကျော်ဘူးအနည်းတွင်ထိုင်းနေရင်ဒေါ်မြတ်အကျော်ဘူးအနည်းတွင်ထိုင်းနေရင်ညှော်နှံ့တင်းနေသောလေကိုပင်တဝကြီးရှူပြစ်လိုက်မိ၏နေစဉ်ပြုနေကြဝတ္တရားတိုင်းဒေါ်မြတ်သည်ယောဂဆောင်လျက်ရှိသည်သူပကုံးမော်ရဲအမွေတုံးနေပြီဖြစ်သောစိန်ကလေးပါကြက်သွေးရောင်တစ်ထည်ကိုလွှမ်းချုံထား၏လက်တစ်ဖက်တွင်အကျော်ဆုံးတရာထည့်ထားသောပလတ်စတစ်ချင်းကိုဆွဲထား၏ အခြားလက်တစ်ဖက်ကမူကြွေရည်တုတ်ဂိုင်းတက်ပုံးငယ်တစ်ခုကိုဆွဲထားသည်ပုံးထဲတွင်ညင်ညညာသီထက်ထားသောမုံကြိုသွန်တရာရှိနေ၏သူရှိကိုရုံကားထိုးဆိုင်လိုက်သောအခါတော်များတစ်သည်ကြွေရည်တုတ်ပန်ပုံးငယ်တစ်ဖက်ပလတ်စတစ်ဆွဲခြင်းတစ်ဖက်နှင့်ရုံကားပေါ်သို့လှမ်းတက်လိုက်သည်ပင့်တင်ရန်လက်မအားသဖြင့်သူမျက်မှန်သူနှာခေါင်းပေါ်ကိုရှော့ကျနေပုံမှာအတောင်ညောင်းသည့်လက်ပြာနှင့်တကောင်သူမျက်နှာပေါ်တွင် နားနေသည်နှင့်တူတော့သည်ထိုမျက်မှန်ပေါ်တွင်အကျော်စီများစွန့်ကွက်နေသည်သစ္စာမီရဲ့အကျော်တဲ့ရှင်